မကြခင်မင်္ဂလာသတင်းကြားရောမယ်တရုတ်ဆောင်ချူလေးရန်ကုန်စယ်ဒီနယူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်တရုတ်ဆောင်ချူလေးကတော့အချိန်ရင်းနဲ့ပတ်သက်ရင်ကံမကောင်းခဲ့တဲ့သူတယောက်ပါဒါကြောင့်မလို့လေတရုတ်ဆောင်ချူလေးကအမှုပညာလောကတဲ့ကိုစတင်ဝင်ရောက်လာတော့ကအချိန်ရင်းနဲ့ပတ်သက်ပြီးပြဿနာတွေများစွာဖြစ်ခဲ့တာဖြစ်ပြီးချစ်သူနဲ့လည်းဆိုရှယ်မီဒီယာတွေမှာကျေးဇူးနာပေါင်းများစွာတက်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးချူလေးကသူ့ကိုယ်သူအချင်းရေးကံမကောင်းတဲ့အပြင်မိသားစုကိစ္စတွေနဲ့တခြားကိစ္စရက်တွေကြောင့်ကိုကိုကို အဆုံးစီရင်ဖို့ထီတာမှလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ချူလေးကအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ပျော်ညံ့တဲ့သူတယောက်ဖြစ်အားလုံးကအတိမတ်ပြုကြပါရစေ။အဲ့ဒီနောက်ပိုင်းမှာတော့ချူလေးကအမှုပညာအလုပ်တွေကိုပါရှင်းနာလိုက်ရတယ်လို့ဖြစ်လာတာပါ။နောက်ပြီး MRTU ကထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်းတွေ့ရမှာချူလေးတယောက်ပြန်ပါဝင်လာတဲ့အတွက်ပရိသတ်တွေကပြန်ပြီးကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။ချူလေးကစိတ်ပျော်ညံ့တဲ့သူဖြစ်ရက်တီတာမျိုးကိုပရိသတ်တွေကလုံးဝ မနစ်မြိုပါဘူး။ဒါကြောင့်ချူလေးကိုစိတ်သက်သန်မာတဲ့သူတစ်ယောက်ဖြစ်စေချင်တာပါ။လက်ရှိမှာဆိုရင်တော့ချူလေးကရုပ်ရှင်ဇာတ်ကားကြီးတွေများစွာရိုက်ခွင့်ရခဲ့ပါတယ်။ MRT4 နဲ့လက်မတွဲတော်ဦးဆိုပေမဲ့လည်း MRT4 နဲ့ရိုက်ကူးခဲ့တဲ့ဇလန်းတွဲတွေကချူလေးအတွက်အောင်မြင်မှုမှတ်တိုင်ကိုစိုက်ထူနိုင်ခဲ့တဲ့ဆိုရင်လုံးဝလုံးဝမမှားပါဘူး။လက်ရှိမှာတော့ချူလေးက2024ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဆက်ပို့စုကိုလည်းပိုင်ဆိုင်ထားတာပါ။အကယ်ဒမီစုကြည့်ရပြီးရဲ့နောက်ပိုင်းမှာတော့ချူနေကအနုပညာကျင်းတွေမြင့်တက်သွားသလိုစက်ရုပ်တွေကိုလည်းစီစစ်ပြီးတော့ရွေးချယ် ချေလာတယ်လို့ပရိသတ်တွေကပြောကြပါတယ်ဒီလိုအကြောင်းတရားတွေဖြစ်ပေါ်လာရင်ဆိုပေမဲ့ချူလေးကတော့ဘာမှပြန်ပြီးတော့တုံ့ပြန်တာမျိုးမရှိပါဘူးပရိသတ်တတော်များများကချူလေးကိုဝေဖန်ကြတာမျိုးတွေရှိပေမဲ့ချူလေးကခင်မဆိုင်ပါဘူးသူလုံးနေတဲ့အမှုပညာအလုပ်တွေပေါ်မှာပဲအကောင်းဆုံးအာရုံစိုက်ပြီးကိုပိုင်အိမ်ကိုပိုင်ကားနဲ့နေနိုင်ဖို့အတွက်ကြိုးစားနေတာပါမပြည့်စုံတဲ့ဘဝကလာခဲ့ရတာမို့သူရဲ့ဘဝကနာလွန်ပါတယ်ဒါကြောင့်မလို့ချူလေးကအလုပ်တွေကိုပဲဇက်တိုက်ဆိုသလိုဖိပြီးလုပ်ခဲ့တာပါချူလေးကအမှုပညာအလုပ်ကိုတော်တော်လေးကြိုးစားသလိုကြိုးစားသလောက်လည်းအရာထင်ကျင်တာဖြစ်ပါ ါတယ်။လက်တလုံးမှာတော့ဂျူးလေးကအစိုးတော်တအုံးနဲ့ချစ်သူဖြစ်နေရဆိုတဲ့သတင်းတွေကပေါ်ထွက်နေတာကြားပါပြီ။သူတို့နှစ်ဦးရဲ့နေထိုင်မှုပုံစံတွေကလည်းအင်မတန်မှပွင့်လင်းပါတယ်။တယောက်စားချင်တာကိုတယောက်ကချက်ကျွေးတာအဝတ်စားတွေကစားစီမံပေးတာအလုပ်တွေကိုညာဘက်မိုးချုံရင်တော့နောက်ကလိုက်ပြီးလုပ်ပေးတာစသဖြင့်ပွင့်လင်းမြင်သာစွာပြောဆိုလေးရှိပါတယ်။လွန်ခဲ့တဲ့ရက်ကဗီဒီယိုတစ်ပုဒ်မှာတော့ဂျူးလေးကလက်ထက်လက်စွပ်ကလေးကိုပြပြီးကြွားလုံးထုတ်ခဲ့တာပါ။ဗီဒီယိုတစ်ခုမှာဂျူးလေးကလက်ထက်လက်စွပ်ကလေးကိုပြပြီးတော့မှကြွားလုံးထုတ်ခဲ့တာဖြစ်တဲ့အတွက်ပရိသတ်တွေကဂျူးလေးတယောက် င်္ဂလာဆောင်တော့မယ်ဆိုပြီးဝမ်းသာပီတိဖြစ်ပြီးနေကြတာပါဒါပေမဲ့ချူလီကဘသူဘဝနဲ့လက်ထပ်မယ်ဆိုတာမျိုးတော့ပြောတာမျိုးမရှိပါဘူးဖိုတိုရှူတင်အနေနဲ့ရှိုက်ကူးတာလားဇလန်းတွဲတွဲရိုက်ကူးတာလားဆိုတာကိုတိတိကျကျပြောထားတာမျိုးမရှိပေမဲ့လက်စွပ်ကလေးကို ြပြီးတော့ပျော်နေခဲ့တဲ့ဂျူလီရဲ့မျက်နှာကိုကြည့်ပြီးတော့အဲ့ဒီလက်ထက်လက်ဆုပ်ကလေးကအစစ်မှန်ဖြစ်လိမ့်မယ်လို့ပရိသတ်တွေကယုံကြည်နေတာပါအချင်းနဲ့ပတ်သက်ပြီးတော့မှနံမရီထုတ်ပြောပြီးတော့တရားဝင်တွဲတာမျိုးမရှိဘူးဆိုပေမဲ့ဂျူလီနဲ့တွဲနေတဲ့သူကဘသူဘဝဆိုတာကိုလည်းပရိသတ်တွေကရှိစားမိနေကြပါတယ်ဒါပေမဲ့အောင်မြင်ကားစားချိန်မှာဂျူလီတယောက်အိမ်အောင်ပြုတ်သွားမယ်ဆိုရင်တော့နှမျောစရာပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောလက်ထက်လက်ဆုပ်ပြပြီးကြွားလုံးထုတ်တဲ့ဂျူလီတယောက်ရဲ့မင်္ဂလာသတင်းကကြားရတော့မလားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ဆုံးထိကြည့်ရှုပေးခဲ့ ခဲ့ကြလို့ကျေးဇူးများတင်ပါတယ်